ကွာတာဖိုင်နယ်ပထမအကြော့ပွဲစဉ်တွေကံပြီးသွားတဲ့အချိန်မှာချန်ပီယံလိမှာပိုဆိုးမှုရေပန်းအစားဆုံးဖြစ်လာခဲ့တဲ့အာဆင်နယ်အာဆင်နယ်တို့ကတော့ဒီအုပ်စုပွဲစဉ်တွေကံကြေပြီးတဲ့အချိန်မှာတော့ကလည်းဘိုလ်ဆွဲဖို့ရေပန်းစားသုံးသေးတယ်မှာအဆင့်1အဆင့်3အဆင့်4 ထောက်လျှောက်ချိတ်ခဲ့တယ်။အခုအကောင်းဆုံး၈သင်းအဆင့် quarter final နဲ့ပထမအကြော့ပွဲစဉ်တွေပြီးသွားတဲ့အချိန်မှာတော့ဒီမှာအောင်မြင်ဆုံးအသင်းလို့ပြောလို့ရတဲ့ Real Madrid ကို၃ဂိုးပြည့်နဲ့ Emery မှာနိုင်ပြီးနောက်ပိုင်းမှာဖုံးဆဲဖို့ရေပန်းအဆောက်အုံနံပါတ်၁နေရာကိုရောက်သွားခဲ့တာ။ဒါသည် Barcelona, PSG, Inter Milan, Bayern ဒီအသင်းတွေအထက်ကနေပြီးတော့ဒီပြိုင်ပွဲမှာပိုဆိုးဖို့အတွက်နံပါတ်၁အလေးပေးမှုဖြစ်သွားခဲ့တာ။အဲဆိုအာဆင်နယ်ကဘာကြောင့်ရေပန်းအဆောက်အုံအသင်းတစ်သင်းဖြစ်သွားလဲ။ရှင်းပါတယ်။ အောင်မြင်ဆုံးအသင်းတစ်သင်းကိုဂိုးပြတ်နိုင်ပြီးတော့ CE5 နဲ့တက်ရောက်ဖို့အတွက်တော်တော်လေးနှီးဆက်သွားတဲ့အနေထားဒုတိယအကြော့မှာဒီအနေထားကိုကောင်းကောင်းလေးရင်းကျက်ကျက်နဲ့ထိမ့်သိမ့်နိုင်မယ်ဆိုရင် CE5 နဲ့ကအာဆင်နယ်အတွက်ဆိုလက်တကမ်းပဲ CE5 နဲ့ကိုရောက်ပြီဆိုတဲ့ကအကောင်းဆုံး၄သင်းနဲ့ကိုရောက်သွားပြီ final ရောက်ဖို့ဆိုတာကတိတ်မဝေးတော့ဘူးမြန်မာလူပြောရမယ်ဆိုလို့ရှိရင်တော့ CE5 နဲ့တပွဲနဲ့ Bollywood တပွဲမှာကိုစမ်းကြံတဲ့ရှိသလောက်အကောင်းဆုံးလုပ်နေတဲ့အသင်းကဘိုလ်ဆွဲမယ်အဲ့လိုဘိုလ်ဆွဲဖို့ဆိုတာလေအဲ့ဒီနေရာကိုရောက်တဲ့အသင်းမှပဲလုံနိုင်မှာ ဲ့တော့အာဆင်နယ်သီးနေနဲ့ဘလောက်ပါစန်တိနဲ့နံပါတ်1နေရာမှာရောက်နေတယ်ကျွန်တော်ဖော်ပြပြီးသားပါပဲဒါကိုတော့ OPTA က record အရကျွန်တော်ကူးယူဖော်ပြတာပါအဲ့တော့အာဆင်နယ်ကတော့နံပါတ်1နေရာမှာရှိတယ်ဘုံဆုပ်မှုအတွက်29ဒသမ800ခိုင်နှုန်းစီမီဖိုင်နယ်ရောက်ဖို့တော့က65ဒသမ900ခန်းတို့ရှိတယ်ရီယယ်မက်ဒရစ်ဘက်မှာ900ခန်းတို့ပဲအခွင့်အရေးရှိဆိုတဲ့သဘောပဲဖိုင်နယ်ရောက်ဖို့တော့က52ဒသမ900ခန်းတို့ဘုံဆွဲဖို့တော့က29ဒသမ800ခန်းတို့ ဘာစီလိုနာလောလောဆယ်ဒေါ်မွန်၄ခုပြက်တီးထားတဲ့ဘာစီလိုနာတို့ကတော့စီးဖိုင်နဲ့ရောက်ဖို့အတွက်69.5ခန်းလုံးတေချာသွားပြီဆိုပြီးဖော်ပြထားတယ်ပြီးတော့ဘောလူဘောရောက်ဖို့အတွက်51.8ခန်းလုံးဒီပြိုင်ပွဲမှာပိုဆွဲဖို့အတွက်25.9ခန်းလုံးအာဆင်နယ်တက်တော့ပိုဆွဲဖို့200ခန်းလုံးတော့နိုင်နေပါလေဟိုနံပါတ်3နံပါတ်ရှိတာတော့ PSG PSG ကလည်း Aston Villa ကို3ဂိုးတကိုးနဲ့တီးထားခဲ့တာဖြစ်တဲ့အတွက်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဆိုရင်62.5ရာခိုင်နှုန်းအထိဒါအလေးပေးထားတယ်။ Final ရောက်ဖို့အတွက်42.9ရာခိုင်နှုန်းဘိုးဆဲဖို့အတွက်27.9ရာခိုင်နှုန်းအင်တာမီလန်ကတော့82.8ရာခိုင်နှုန်းနဲ့နောက်ဆင့်ကိုတက်ဖို့အတွက်တော်တော်လေးရေပန်းစားတယ်သူတို့ နိုင်ခဲ့တဲ့ဘိုင်ယန်မြူနစ်ကတကိုးလေးနဲ့ပဲအသာနိုင်ခဲ့တာနှစ်ကိုးတကိုးအနေထားပေါ့လေဒါပေမဲ့သူတို့အင်ကွင်းအီတလီမြေမှာပြင်ပြီးအခမ်းမဲ့အနေထားကြီးရတော်တော်လေးကိုအားတာသွားတာအဲ့တော့သူတို့ဒီစီမီရောက်ဖို့အတွက်82.9ရာဂိုင်းတုံးဖိုင်နယ်ရောက်ဖို့အတွက်41.5ရာဂိုင်းတုံးဘိုဆဲဖို့အတွက်19.8ရာဂိုင်းတုံးကျန်တဲ့အသင်းတွေကိုတော့ဘိုဆဲဖို့ရာဂိုင်းတုံးပဲကျွန်တော်ပြောလိုက်တော့မယ်အဲ့ဒါဆိုတော့ဘိုင်ယန်မြူနစ်အသင်းနေနဲ့ချန်ပီယံလိမှာဘိုဆဲဖို့အတွက်300ရာဂိုင်းတုံးပဲရှိရရီယက်ကလည်း0.9ရာဂိုင်းတုံးပဲရှိတယ် အက်စတွန်ဗီလာက0.8ရာခိုင်နှုန်းပဲရှိတော့ဒေါ်မွန်ကတော့0ရာခိုင်နှုန်းပဲရှိတယ်။အဲ့ဆိုလက်ရှိအသင်း၈သင်းထဲမှာဘိုဆွဲဖို့ရေပန်းအစားဆုံးကအာဆင်နယ်ဖြစ်နေပြီးတော့ကျန်တဲ့၃သင်းကလည်းမတိမ်မြိန်ရီကော့အနေထားမှာရှိတယ်။အဲ့ဒါကတော့အာဆင်နယ်ပြီးရင်ဘာစီလိုနာ PSG အင်တာမီလန်အဲ့တော့ဒီအချိန်မျိုးကြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီချန်ပီယံလိကွာတာဖိုင်နယ်အကောင်းဆုံး၈သင်းအဆင့်ထဲမှာမှအကောင်းဆုံး၄သင်းအဆင့်ရောက်ဖို့အတွက်လက်တကမ်းပဲလိုတော့တယ်အကောင်းဆုံး၄သင်းထဲမှာမှကျွန်တော်တို့ဒီကန်ရမာက C5 နဲ့မှတွေ့မဲ့တသိန်းရယ်ဘိုလိုဘိုမှာတွေ့မဲ့တသိန်းရယ်ဒါပဲကြင်ရတော့မှာအဲ့ဒီအတွက်ဒုတိယအကြော့ဘာနေယူမှာသွားကန်တဲ့ပွဲစဉ်မှာအသင်းပလေယာတွေအနေနဲ့ရင်းကြက်ကြက်နဲ့အတွေ့အကြုံရှိရှိနဲ့အကောင်းဆုံးကင်တွယ်သွားနိုင်မယ်လို့လည်းကျွန်တော်အပြည့်အဝယုံကြည်ထားရပါလိမ့်အလေးပေးမှုတွေ data အချက်လက်တွေရေပန်းစားမှုတွေဆိုတာအလကားဖြစ်လာမှာမဟုတ်ဘူးနာမည်ကြီးပိတ်တွေနာမည်ကြီးသတင်းဌာနတွေကဒါတွေကိုတည်တည်ချာချာအချိန်ယူပြီး data ပြည့်စုံမှဒါတွေဖြစ်လာတာပြီးတော့လည်း ဘိုးဆော့ဖို့ရေပန်းစားဆိုတာလေဒီလိုနေရဒီလိုအဆင့်တန်းဒီလိုအဆင့်ကိုရောက်လာတဲ့အသင်းတွေပဲရေပန်းစားတာဖြစ်လာတယ်မဖြစ်လာတာတပိုင်းဒါပေမဲ့ဒီလိုနေရကိုရောက်လာတဲ့အသင်းတွေအကောင်းဆုံး၈သင်းအကောင်းဆုံး၄သင်းတွေကိုရောက်လာပြီဆိုတဲ့နောက်တော့ဒီအသင်းတွေကတသင်းပဲကျင်းတည်ချန်ပီယံဖြစ်မှာကျွန်တော်တော့ပွင့်လင်းပြောတာဒီဟာဒီပရီးမီးယားလိဖလာလဲမမှတ်ဘူးနောက်ဆုံး FA တို့ကာရာဘောင်တို့လမ်းညောင်းမှာရှိခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အလိုချင်ဆုံးဒီချန်ပီယံလိပဲယာတီအစမင်းဘယ်ဖလောက်လိုချင်ဆုံးလဲလို့မေးလို့ရှိရင်တော့ ပရီးမီးယားလိလို့ကျွန်တော်ဖြေခဲ့မိပါဒါပေမဲ့ဒီလိုအနေထားကြီးကွာတာနဲ့စီမီရောက်ဖို့တော်တော်နီးစပ်လာတဲ့အခြေအနေမှာတော့ကျွန်တော်တို့ရဲ့လောဘကချန်ပီယံလိဖြစ်သွားပြီဘာလို့လဲဆိုတော့နောက်နှစ်ကျလို့ရှိရင်ကျွန်တော်တို့ဒီအဆင့်ဒီ level ကိုပြင်ရောက်ဖို့ဆိုတာထက်အခုဖြစ်တည်နေတဲ့အနေထားကိုအခုရနေတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်ဖို့အရေးကြီးတယ်ကျွန်တော်တို့အတွက်ပထမဆုံးဖလားဖြစ်မှာပထမဆုံးချန်ပီယံလိပုံစံတစ်နဲ့ကျင်းပတဲ့အချိန်မှာပထမဆုံးချန်ပီယံလိရတဲ့အသင်းဖြစ်သွားတော့မှာ ဲ့တော့ကျွန်တော်တို့အနှိမ်ခံရတဲ့ကာလတွေအများကြီးပါပဲချစ်လို့ပဲပြောပြောတမင်တကားပဲပြောပြောကျွန်တော်တို့ချန်ပီယံလိဖလားမရဘူးတဲ့ကောင်းလို့ပြောတယ်တိုင်းဘာဖြစ်လဲကျွန်တော်ကဒီအသင်းကိုချစ်တာလေအဲ့ဒါကိုနှိမ်ငယ်လို့ပဲမမတ်ယူငါတို့အတွက်စူးစမ်းဖို့အတွက်တွန်းအားလို့ပဲအမြဲတမ်းမှတ်ယူခဲ့တယ်အဲ့ဆိုတော့တချို့ပြိုင်မဲ့ဖန်တီတချို့လည်းမူးကြပွားပါတယ်သူတို့ကလည်းရားစီကျင်တဲ့ဘာကြောင့်ကိုလေဟိုတနေ့ကကျွန်တော်တို့ real နိုင်လိုက်တဲ့အနေထားမှာဆိုရင်ပြိုင်မဲ့ဖန်တော်တော်များများကလက်ခုပ်တီးကြတယ်အဲ့မှောင်နဲ့ negative သမားဘာကြောင့်ရှိရအောင်ဗျာဒါပေမဲ့ပြိုင်မဲ့ဖန်တော်တော်များများသည် အားကြီးကောင်းတယ်ကွာတကယ်လုံနိုင်တယ်ဘာညာလုံးဝ appreciate လက်ခုပ်တီးရကျွန်တော်တို့မှလည်းခါကြရဲအဲ့လိုညင်လေးရှိတယ်ခါကြကျွန်တော်တို့ United ကိုကျွန်တော်တို့မကြိုက်ဘူးဗျာဒါပေမဲ့ United ကမဖြစ်နိုင်တဲ့အနေထားနဲ့ Manchester City ကိုနိုင်ရောက်ခါကျွန်တော်တို့လက်ခုပ်တီးပြီးဖြစ်တဲ့အခိုက်အတန့်လေးရှိတယ်စိတ်ထဲမှာတော့ကျွန်တော်တမျိုးတမျိုးဖြစ်ကောင်းဖြစ်မယ်ဗျာဒါပေမဲ့အဲ့လိုမျိုးပဲကျွန်တော် real နိုင်သွားတဲ့အခါမှာတော့လက်ခုပ်တန်တွေကြားလာရတယ်ဒီပိုင်ဝဲမှာအားကြီးတို့ရရစီချင်းတယ်ဘာလို့လဲဆိုတော့သူတို့တစ်ခါမှမရခဲ့ဘူးတဲ့အတွက်ဆိုပုံစံမျိုးနဲ့ဝိုင်းပြီးတော့ ရေးကြကွတ်မှတ်လေးတွေ့ခါကျွန်တော်တကယ်ကြည်နူးရတယ်အဲ့တော့ရေပန်းစားမှုတွေမြင့်တက်လာတဲ့အတူအာဆင်နယ်ကဒီပွဲမှာစုခူးနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ထားတယ်ဗောလေအဲ့တော့ဒုတိယအကြော့မှာကျွန်တော်တို့မိနစ်60လောက်ထိဈေးဈေးဆိုတဲ့ရလဒ်တစ်ခုကိုပုံဖော်နိုင်ခဲ့ရင်တော့ကျန်တဲ့လက်ကျန်မိနစ်30ကလက်ထဲမှာရှိတဲ့ဂျိုကာ3ခုကိုထိန်းထားရင်းနဲ့ပဲ ACC စီးမိုင်းတွေတက်ဖို့အတွက်အကောင်းဆုံးလို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ quarter final ပြီးွားလို့ရှိရင်ဒါကန်ရမယ့်ဥစ္စာတွေကတော့ဒါ CE final ကတော့ April 30မှာတကြော့ကန်ရမယ်တစ်ဖက်ကတော့ဒါမေလ1ရက်နေ့မှာတကြော့ကန်ရမယ်ဗောလေဒီရသည့် Champion League ပြိုင်ပွဲရဲ့ Volley ဝဲကိုတော့6လပိုင်း1ရက်နေ့ကြလို့ရှိရင်တော့ဒါကျင်းပသွားမှာဗောလေအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီပြိုင်ပွဲဒီမှာပိုဆွဲကျင်တယ်ဆိုရင်တော့အောင်မြင်နေတယ်ဆိုရင်တော့ကျွန်တော်တို့လီဂျန် ordinary မှာသလိုပေါ့မင်းတို့ဒီပြိုင်ပွဲမှာနိုင်အောင်ကံမဲ့ဆိုတဲ့စိတ်နဲ့ပဲဝင်ကန်တာကောင်းမယ် အကေရီများစိတ်ထဲမှာကြောက်ရွံ့နေရမျိုးမနိုင်နိုင်ဘူးလို့ထင်နေဆိုရင်တော့အိမ်မှာအိတ်နေရာပဲကောင်းလို့ဆိုရင်မှားတဲ့အတိုင်းပဲဒီပြိုင်ပွဲမှာကျွန်တော်တို့ကွင်းထဲကိုစပြီးဝင်လဲဟိုကပလေယာတွေတယောက်ချင်းစီဘယ်လောက်ထိစူးစမ်းအားထုတ်ပြီးဒီပြိုင်ပွဲမှာနိုင်ရင်လဲဆိုတာကိုတော့ဒီ Embrace မှာနောက်ဆုံးကန်ခဲ့တဲ့ပွဲကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်။အဲ့ဒီညမှာတော်တော်လေးဟိုမှာကျွန်တော်အားရဖို့ကောင်းတာနောက်တစ်ခုက Aida မှားထားတဲ့အတိုင်းပဲအသင်းရဲ့ကွင်းထဲမှာရှိတဲ့ပရိသတ်ရဲ့အားပေးမှုကလည်းကြောက်စရာအရန်ကောင်းတယ်ဆိုပြီးတော်များပြောတယ်။များသောအားဖြင့်ကျွန်တော်တို့ Arsenal fan တွေကအခြား Premier League အတင်းကြီးဖန်တချို့နဲ့ရှင်ဟိုတချို့အချိန်တွေမှာအားပိနည်းနည်းလေးရော့တိရော့ရက်နဲ့အိမ်မောကြသလိုလေးရှိနေကျွန်တော်ဝိုင်းလဲအားမရအောင်ကျွန်တော် TV ရကြည့်ဆိုမဲ့မြင်နေရတာပဲအဲ့ဆိုတော့အိုက်တာပြောလို့ပေါ့မင်းတို့ဘောလုံးပွဲကြည့်ဖို့အတွက်မလာနဲ့ပလေယာတွေကိုအားပေးဖို့အတွက်ပလေယာတွေရဲ့အတူဝင်ကန်နေဆိုတဲ့စိတ်မျိုးရှိမှလာဆိုပြီးမှအတိုင်းပဲအိမ်ညာလုံးဝ share အားပေးတာအဲ့ဆိုတော့ကျွန်တော်အနေနဲ့ဒုတိယအကြော Real Madrid ကတော့သူတို့စီမှာလုံးဝကြိုးစုံမယ် အကောင်းဆုံးပြန်ပြီးတော့ခံပတ်ပြန်လာနိုင်အောင် လုပ်မယ်ဆိုပြီးအာတင်းထားတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့စပိတ်မျိုးထွက်ခွာသွားမယ်ကျွန်တော်တို့ပလီယာလည်းအကောင်းဆုံးရလက်တစ်ခုနဲ့စီးဖိုင်နဲ့လက်မှတ်ဖြစ်ပြီးပြန်လာဖို့ကိုကျွန်တော်စောင့်ကြည့်သွားပါပါ။ကဲကျောင်းကြီးကိုယ်ချန်ပီယံလီဖလား လက်တကန်ကိုရောက်လာခဲ့တဲ့အတွက်ရင်းနှီးရခံစားချက်ဘလို့ရှိလဲခုံးမဝင်ရောက်ရေးသားပြီးတော့ပါအောင်အရင်တော့ကတော့ကျွန်တော်တို့အိမ်ဖြည့်လို့ပြောလာခဲ့တဲ့လူတွေရဲ့တချို့လက်ခုပ်တန်တွေကိုလည်းအခုချိန်မှာစတင်ပြီးတော့မြင်တွေ့လာပြီဖြစ်ပါတယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမနက်ခင်းမှာကျွန်တော်စိတ်ကြိုက်တဲ့တင်လေးပုတ်မြရတာဖြစ်တဲ့အတွက်ဒီတင်ကိုတော့ဒါ special review အနေနဲ့လုပ်ပေးတာပါ champion league special review ပါ ဒီစီဇန်လေးကိုဒီကောက်ဝင်ကြီးပတ်ဝန်းကျင်တဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမဲ့ဆိုရင်တော့ဘာဘာဖုန်းမဲ့သူညောကို6ခွန်1ခွန်66 35သူညောဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရတယ်ဖြစ်လို့ငွေပုံငွေချက်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောင်းတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ရှူရရှာပြီးကျွန်တော်အားပေးလို့ရပါတယ် Ivet Khuchiko Sport Online 9သုံးလုံးပစ်တို့ကိုကစားလို့ရနေပါပြီ